တခါတုန်းကတာယာတဲ့ရွာလေးတရွာမှာဥဆိုးနဲ့ဥမိုးဆိုတဲ့လက်သမားချင်းနှစ်ဦးနေထိုင်ပါတယ်။ဥဆိုးဟာ လောဘကြီးသူဖြစ်ပြီးနေရာတကာမှာသူကပဲတော်တယ်လို့ထင်နေတတ်သူဖြစ်ပါတယ်။ဥမိုးကတော့ယောသားပြီးအေးဆေးတည်ငြိမ်စွာ နေထိုင်တတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။တနေ့မှာတော့ဥဆိုးကသူ့ချံအပြင်သားမှာသူတုထားခဲ့တဲ့ရေတွင်းကို အင်းနာချင်းဖြစ်သူလေသမားကြီးဥမိုးကို ရောင်းလိုက်ပါတယ်ဥမိုးကလည်းရိုးသားသားနဲ့ဝယ်ယူလိုက်ပါတယ်နောက်နေ့မနေ့ရောက်တဲ့အခါရေတင်းဝယ်လိုက်တဲ့ဥမိုးကရေတင်းထဲကရေကို ခိုက်ဖို့အတွက်လှုပ်ဆောင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဥဆိုးဟာ အနားကိုရောက်လာခဲ့ပြီးဥမိုးကိုရက်ခတ်ခွင့်မရှိဘူးလို့ခက်တီတီနဲ့ပြောလိုက်ပါတယ်ဥမိုးကနားမလဲစွာနဲ့ ီအရင်ကသူ့ရဲ့ပြီးလို့သူ့ရဲ့ရင်ဖြစ်နေပြီသူ့ရဲ့ရင်တွေကရေကိုဘာကြောင့်ခက်ခွင့်မရှိကြလဲလို့ပြန်မေးလိုက်ပါတယ်အဲ့ဒီအခါဦးစိုးကငါကရေရင်ကိုပဲရောင်းလိုက်တာပါတွင်တွေကရေကိုရောင်းတာမဟုတ်ဘူးဒါကြောင့်တွင်တွေကရေဟာငါပိုင်နေသေးတာဖြစ်လို့မင်းမှာငါရေကိုခက်ခွင့်မရှိဘူးတကယ်လို့မင်းကရေခက်ချင်တယ်ဆိုရင်ငါကို ရေကိုပတ်ဆက်ပေးရမယ်လို့ဆိုလိုက်ပါတယ်။ဦးမိုးလည်းစိတ်ပြတ်သွားပြီးဦးဆိုးကသူ့ကိုလူလဲလောက်သွားပြီဆိုတာကို နားလည်လိုက်ပါတယ်။ဦးဆိုးရဲ့မတရားအနိုင်ကျင့်မှုကိုဒီတိုင်းဖြစ်ချင်းလို့တော့ဖြစ်မှာမဟုတ်ဘူး။တရားရုံးမှာဖြစ်ချင်းမှသာအဆင်ပြေမယ်လို့တွေးပြီးတိုင်ကြားဖို့ဆုံးဖြတ်လိုက်ပါတယ်။တရားရုံးကိုရောက်တဲ့အခါမှာတော့တရားသူကြီးကဦးဆိုးကိုရုံးတော်ကိုလာဖို့ဆင့်ခေါ်လိုက်ပါတယ်။ရုံးတော်ကိုရောက်လာတဲ့ဦးဆိုးကို တရားသူကြီးကခုလိုမေးလိုက်ပါတယ်။မောင်မင်းဘာကြောင့်ဦးမိုးကိုရည်ရင်းတဲ့ကရေကိုခတ်ယူခင်မပေးရတာလဲ။မောင်မင်းကသူ့ကိုရည်ရင်းရောက်ထားပြီးသားမလို့အခုကသူ့ရည်ရင်းဖြစ်သွားပြီလေဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီအခါဦးစိုးကတရားသူကြီးမင်းခင်ဗျာကျွန်တော်ကရည်ရင်းကိုသာရောင်းလိုက်တာပါ။ရေကိုရောင်းတာမဟုတ်လို့ကျွန်တော်ပိုင်တဲ့ရေဖြစ်နေပါတယ်။ ဒါကြောင့်သူမှာကျွန်တော်ရေကိုခတ်ယူခွင့်မရှိပါဘူး။သူခတ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်ကို ရေဘူးပေးရပါမယ်လို့ပြန်ပြေလိုက်ပါတယ်။ဦးစုရဲ့စကားကိုကြားတဲ့အခါတရားသိကြီးကရေတွေနဲ့ကရေဟာ မောင်မင်းရဲ့ရေတွေမှန်ပါလေတော့ဆိုပြီးတေချာအောင်ထပ်မေးလိုက်ပါတယ်။ဦးစိုးကဟုတ်ကဲ့အသေးချာမှန်ပါတယ်။ကျွန်တော်မျိုးဦးစိုးရဲ့ရေတွေဖြစ်ပါတယ်ခင်ဗျာလို့ရင်ကော့ပြီး ရဲဝံ့ပြပြလိုက်ပါတယ်။အရင်နောက်မှာတော့တရားသူကြီးကဥဆိုးဟာတရားလိုဥမိုးစီကို ရေတွင် ရောင်းပြပါပြီ။ဒါပေမဲ့သူက ရေတွင်တဲ့ကရေကို ရောင်းတာမဟုတ်တဲ့အတွက်တွင်းတဲ့ကရေဟာသူ့ရေလိုပြောပါတယ်။ဒါကြောင့်ဥဆိုးဟာ ဥမိုးပိုင်တဲ့ရေတွင်တဲ့မှာသူ့ရေတွေထားတဲ့အတွက်ဥမိုးကို ရေထင်းတဲ့ကအဖြစ်တရက်ကို7000တိတိပေးစီ ဦးမိုးကို ရေတွင်းရောက်လာတဲ့နေ့ကစပြီးယနေ့အထိစုစုပေါင်းရက်ကိုတွက်ပြီးချက်ချင်းပြန်ပေးရမယ်။အကယ်၍ဦးဆိုးဟာအဲ့ဒီရေထင်းသင်းကားကိုမပေးချင်ရင်ရေထင်းသင်းကားသူ့ရေတွေကိုယနေ့နေမွေးခင်မှာအပြီးခတ်ထုတ်ယူပြီးသူ့အိမ်ဝန်းတိုင်းမှာတိမ်ထားနိုင်တယ်လို့အမိန်ချမှတ်လိုက်ပါတော့တယ်။ဦးဆိုးဟာသူ့ကိုယ်သူလဲလာပြီလို့ထင်နေခဲ့မိတယ်။ညပညာရှိပြီး မှန်ကန်စွာဆုံးဖြတ်တတ်တဲ့တရားသူကြီးကိုတော့သူလဲစားလို့မရဘူးဆိုတာကိုသိရှိသွားပါတယ်။လဲစားမိတဲ့ကိုယ်စကားနဲ့ကိုဒုက္ခရောက်စေတယ်ဆိုတာကိုလည်းခုတော့ကောင်းကောင်းသဘောပေါက်နားလည်သွားပါပြီ။ဒီဇလန်လေးကနေမိတ်ဆွေတို့အနေနဲ့ကိုကိုကိုအရင်ကြီးအထင်ကြီးနေမိရင် ကိုပဲဒုက္ခရောက်စေနိုင်တယ်ဆိုတာကိုသိရှိနိုင်ပါတယ်။လောဘကြီးပြီးလိန်လေလဲစားတတ်တဲ့သူဆိုတာ အသိဉာဏ်ပြည့်စုံပြီးမှန်ကန်တဲ့သူနဲ့တွေ့ရင်ပြန်ခံသွားရတာပါပဲ။ဒါကြောင့်ရိုးသားသာရှာဖွေပြီးမှန်ကန်စွာလှုပ်ဆောင်ကြဖို့အကြံပြုပါရစေ။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။